ရှင်ဆ iamma ဂျူရေးသားထားတဲ့ကံကြမ္မာကိုမယုံကြည်ကြသူများဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းခုနှစ်ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်အခန်းစစ်နှစ်တင်တင်ခိုင်မောင်နှမ၃ယောက်ထဲတွင်တင်တင်ခိုင်သည်ဒုတိယမြောင်ဖြစ်ပြီးအလတ်ဖြစ်သည်တင်တင်ခိုင်၏အထက်မှာအကိုတယောက်အောက်မှာမောင်တယောက်ရှိသည်မိဘတွေဟာသားသမီးတွေကိုဒန်းလူချစ်မှချစ်ရလားဟူသောမိကုံးကိုတင်တင်ခိုင်အသက်၄နှစ်သမီးရွယ်မှာစ၍တွေးတတ်ခဲ့ခြင်းဖြစ်သည်အဖေနှင့်မိသည် ကိုကိုနှင့်တင်တင်ခိုင်နှစ်ယောက်တွင်ကိုကိုကိုပို၍ဦးစားပေးသည်မုံနှခုကိုတစ်ခုစီဝေးလင်းပင်ကိုကိုမကြိုက်သည့်မုံကိုမှတင်တင်ခိုင်စားရ၏ကစားစရာပစ္စည်းများဆိုလဲတင်တင်ခိုင်ဘယ်တော့မှအသိချက်ချုံမရကိုကိုဆော့ပြီးညီငွေလာပြီးဖြစ်သောကစားစရာများကိုသာတင်တင်ခိုင်ဆော့ကစားရသည်ကိုကိုလက်ထဲဆန်းပြီးဖြက်စည်းဖြက်စည်းပြင်ဆင်၍စက်သိမ့်မကောင်းတော့သောတန်ပန်းစရုံမျိုးမင်းများပြုတ်နေသောအယုံမော်တော်ကားမျိုး လမောင်းစစ်တွေချောင်းပြီးခဏခဏပြုတ်တက်သောကောပန်းယုံမျိုးအဲ့ဒီအယုံမျိုးကသာတင်းတင်းခိုင်းဆော့ခွင်ရသည်ကိုကိုလာအမလီတားကြီးကတိတ်ညံကောင်းတာအေးရဲ့ဟောအင်္ဂလိပ်ကသူစောက်ထားတာလေလူကြီးပြစရာမလိုဘူးတင်းတင်းခိုင်းခိုင်းကြီးလင်းကိုကိုကလက်တီနှင့်ရွေတန်း၍ဆော့ဖို့မပြောနှင့်ကင်ရွေးပင်ကြီးခွင့်မရသောပလတ်စတစ်ပြားကလေးများဖြင့်အိမ်ဆောက်ရသည့်ကစားစရာကိုတင်းတင်းခိုင်းကနဘေးမှသာထိုင်ကြည့်ခဲ့ရသည် ောင်ကလေးကိုမွေးသောအခါအဖေအလွန်ပြောသည်ဆိုတာမျိုးတို့ရိတ်တိတ်မှတ်မိ၏။တင်မွေးတော့ကအဖေပြောရဲ့လားသင်မသိပေ။မောင်ကလေးကိုမွေးလာပြန်တော့တင်းတင်းခိုင်းသည်မောင်လေးမကြိုက်သည့်မုန်းကူသားစားရလေသည်။သမီးရဲ့သမီးကအကြီးမဟုတ်လားမောင်လေးကိုညှာတာလိုက်နော်။ခုစကားသည်အမေအမေဆုံးမသည့်စကားဖြစ်၍တင်းတင်းခိုင်းနားထဲမှစွဲနေပြီ။စီတို့များတိတ်ကံကောင်းတာပဲ။တားနှစ်ယောက်တောင်ကိုမာတော့သမီးကြီးသုံးယောက်မွေးလို့စိတ်ကြီးရတယ်စီရီ။ အမိတငယ်ချင်းဒေါ်တော်အေးခဏခဏပြောသည့်စကားသည်တင့်အတွက်အထူးဆန်းဖြစ်နေ၏။တမိတွေမွေးတာစိတ်ညစ်စရာများလား။သားတွေမွေးတာကံကောင်းတာလား။ဘာကြောင့်သားတွေကကံကောင်းပြီးတမိတွေကကံဆိုးပါသလဲ။တင်းဒီကလေးတွေဖြင့်ဉာဏ်မီတော့စဉ်းစားကြည့်၏။အဖြေမထွက်ပေ။တင်းနားလေသမျှပြောရလျင်တော့ကိုကိုနှင့်မောင်လေးသည်အမြဲတမ်းလိုလိုစော့ကစားခြင်းဖြင့်အချိန်ကုန်နေခဲ့၏။တင်းလိုမိမိအဝတ်များကိုတတ်သိပြီးမှတ်သိပြီးခောက်မပေးတတ်ပေ။ မိကလည်းတခုခုခိုင်းစရာရှိလေမင်းကြီးမယူလုံးတဲ့တော့တင့်ကိုသာခိုင်းနေရှိ။သမီးရေကြောင်ရင်အောင်ဆုံးတဲ့ကဆက်ပြားလေးကလေးယူခဲ့ပါအောင်။သမီးရေစပွဲပေါ်ကပဲဒီပန်းကလေးအမေစီယူခဲ့နော်။တင်းတင်းနေငါးနှစ်သမီးရွယ်ကလေးကအမေပင်မမကိုမကြည့်ရဲ့။အမေဝိလျှော်လင်းဘေးမှာခေါင်းဝင်လေးစုသိမ့်ပြီးဆောင်းချောင်းထိုင်ကအမေလုံးသမျှအမှတ်သားနေခဲ့သည်။တင်းကြီးလာရင်အမေငင်ငင်လေးထိုင်နေတင်းကအဝတ်တွေလျှော်မယ်။အမေကရေလီသည် မောင်လေးကိုကိုတို့နဲ့အတူအမေကတင်ကိုရေချိုးပေးလေတင်ကဘောင်းမီကလေးဝှလိရဲ့ချိုးရပြီးမောင်လေးတို့ကတော့ကိုတုံးလုံးနဲ့ချိုးဝင်ရသည်မိုးရွာသည့်အခါအင်းရှိခြံဝင်းထဲထွက်၍ရေချိုးရန်အလွန်ပျော်သောတင်တင်သည်ကိုကိုတို့နဲ့အတူကိုတုံးလုံးချိုး၍မိုးထဲရေထဲပြေးကျင်နေသည်သို့သောတင်တင်ထိုခွင့်ရေးကိုကြာရှည်မရခဲ့အမေအမေသမီးဘောင်းမီလည်းမပါဘူးအမေပြောအောင်ကိုကိုက6နှစ်သားတင်တင်က4နှစ်သမီးမောင်လေးက2နှစ်သား ကလေးရွယ်ချင်းလူလူတင်းတင်းပေါင်းမီမွေးတာကိုအထူးဆန်းလုပ်၍ကိုကိုပေါင်းမီမွေးတာကြတော့အထူးဆန်းလုပ်မပြပြန်ဘူးတမိပေါင်းမီဝတ်လေဟေးကိုကိုလည်းမွေးဘူးမောင်လေးလည်းမွေးဘူးဟဲ့သူတို့ကယောက်ျားလေးတွေ ကိစ္စမရှိဘူးတမိကမိန်းကလေးလေးရှက်စရာကြီးလားမိန်းကလေးနဲ့ရှက်စရာကြီးဟူသောစကားနှမျိုးဤဆက်ဆက်မှုကိုတင်းတင်းဒီအမေပြောသဖြင့်ပုံသေးနည်းတစ်ခုလိုမှတ်ယူနာခံခဲ့ရသည်မောင်လေးတို့ကမရှက်ရဘဲတင်းတင်းကဘာဖြစ်လို့ရှက်ရမှာလဲ တင်တင်နားမလည်နိုင်ကိုကိုတို့ဤကိုအောင်ပိုင်းနှင့်တင်းဤကိုအောင်ပိုင်းကွဲပြားခြားနာသည်ကိုတော့တင်သည့်ဤသို့သောထိုကွဲပြားခြားနာမှုကြောင့်တင်းရှက်စရာလိုသည်ဆိုတာကိုတော့တင်နားမလည်ခဲ့ပေသူများပစ္စည်းကို သူများမပေးဘဲယူတာဟာရှက်စရာဆဲတာဟာရှက်စရာ လူကြီးတွေကိုမယုံမသိပြန်ပြောတာရှက်စရာစာမတက်တာဟာရှက်စရာစသည်ဖြင့်ရှက်စရာ ရှက်စရာဟူသော လုံရက်များသည်မကောင်းသောလုံရက်ကို ခေါ်သည်ဟု ရေပူရအဖြစ်နားလည်ထားသောတဲ့အတွက် မင်းကလေးနဲ့ရှက်စရာကိုညံမီတလောက်စဉ်းစားလိုက်တော့ခါမင်းကလေးနဲ့မကောင်းတာအတူတူပင်ဖြစ်နေမိဟုထင်သွားသည်ကလထိုင်ပေါ်မှာကိုကိုနဲ့မောင်လေးကဘလိုပုံစံမျိုးနဲ့ပဲထိုင်ထိုင်အမေအတွက်ဘာမှပြဿနာမရှိသို့တော့တင်းတင်းကိုကိုတို့ထိုင်သလိုထိုင်မိနေအမေအပြေးထွားရောက်လာပြီးခေါဝင်ကိုဆွဲချပေးတတ်သည်ဟဲ့ဟဲ့သမီးခေါဝင်ကိုဒီလိုလေးဖုံးပြီးထိုင်နော်ရှက်ရှက်တင်တင်ဒီတစ်ခါတစ်ခါကြတော့မတူညီသောမိမိအဖြစ်အတွက်တင်ငယ်စွာခံစားရ၍ဝမ်းနည်းမိသည် အမေကိုမကျေနပ်သည့်စိတ်မှကိုကိုနဲ့မောင်လေးပေါ်မကျေနပ်သည့်စိတ်သို့ပြောင်းလဲသွား၏။တားလေးကတွတ်တယ်နော်စီရီဟုတ်တယ်ကြည်ရင်သူ့အကိုသူ့အမတွေကိုရောင်းစားမှာအလက်မကလေးရရောဘနဲ့နေလဲအင်းသူကတော့အလဲလန်လေးလောက်ပါပဲအင်းရဲ့တင်းတင်းဒီမိမိကိုအလဲလန်ဟုအမေဆုံးဖြတ်သတ်မှတ်ပေးလိုက်သည်ဟုတိတ်မကျေနပ်တော့လဲစီရင်ချက်တစ်ခုမှနာခံဆွေးမြဲခဲ့၏တင်းကြောင်းစားတဲ့တော့အခါကိုကိုကဒုတိယတန်းရောက်နေပြီ။ တင်ဒုတိယတန်းမှာကိုကိုစတုတ္ထာတန်းဖြစ်၏ဉာဏ်လုံးကောင်းသည်ဟုဆိုသောအမေကန်ကောင်းသည်ဟုဆိုသော ကိုကိုသည်စတုတ္ထာတန်း၌တစ်နှစ်ကြာသည် စာမေးပွဲနည်းစဉ်ပြင်းပြ၍စာကျင့်မှတ်ခြင်းတိတ်မြသောကြောင့်ဟုအဖေနှင့်အမေပြောတန်ကြရသည်ဘာပဲဖြစ်ဖြစ်တင့်ထက်အဆဆရရမှာဉာဏ်ကောင်းသည်ဟုတင်မနာလိုရသောအကူစာမေးပွဲကြာ၍တင်တိတ်တကူစိတ်တက်တကြွခဲ့ရသည် အမေဤအလဲလဲဟူသောတမန်ချက်ကိုတင်အနှဲငယ်မယုံမကြည်ဖြစ်လာသည်ထိုအခါတင်သည်အတန်းထဲမှစာကြိုးစားတင်ယူခဲ့သည်ကိုကိုစတုထာလန်းကိုနောက်တစ်ချိန်ဖြည့်၍အောင်းသွားသောအခါအဖေနှင့်အမေကအကို့အတွက်စပိန်အစ်ကလေးတစ်စီးဝယ်ပေးခဲ့၏အနီအောင်စပိန်ကလေးမှာတင်လွင်လှပလျက်တင်တင်အလွန်သဘောကျသည်သို့သောထုံးစံတိုင်းစပိန်ကိုတင်တင်ချက်ချင်းစည်းဝင်မရကိုကိုစည်းရတာယူသွားပြီဆိုမှကိုကိုဘိန်းပေါ်မှခနာစင်းခိုက် ခဏလေးစည်းဝင်ရသည်တင်စတုထာတန်းအောင်သောအခါမှာတော့တင်းအတွက်စပိန်တည်တစည်းမရခဲ့ပြီကိုကိုစည်း၍ဟောင်းသားပြီဖြစ်သော စပိန်အဟောင်းကလေးကိုတင်းအပန်ရလိုက်၏ကိုကိုကဒီထက်ကြီးသော စပိန်အစ်တစည်းရပြန်သည်ထို့သောမောင်လေးစတုထာတန်းအောင်သည့်နှစ်တွင်အဖေကမောင်လေးအားတင်းစပိန်အဟောင်းကိုမပေးဘဲနောက်ထပ်စပိန်အစ်တစည်းဝယ်ပေးလိုက်သည်အဖေမေဟာသားသမီးကိုချစ်တဲ့နေရာမှာဒန်းလူမှချစ်ပါရဲ့လားဟူသောငယ်စဉ်ကအတွေ့ပြန်ပေါ်လာခဲ့သည် ဖေနဲ့အမေပေါ်မှာမကြည်နှက်စိတ်နာကြီးစိတ်ဝင်ရမှာကိုကြောက်ရွံ့တော့ကြောင့်အကြောင်းရင်းနောက်တစ်ခုကိုရှာဖွေဖို့ကလေးတွေးနဲ့စဉ်းစားသည်အဖေနဲ့အမေကကိုကိုနဲ့မောင်လေးကိုတစ်မျိုးငါကိုတစ်မျိုးဘာဖြစ်လို့နှစ်မျိုးသဘောထားနေတာလဲအကြောင်းကတော့သူတို့နဲ့ငါနဲ့မတူလို့ပဲပေါ့ဘာမတူတာလဲဘာတွေကွဲပြားနေလို့လဲသူတို့ကယောက်ျားငါကမိန်းမတဲ့သူတို့ကပထမတန်းစားငါကဒုတိယတန်းစားအလေအလတ်တဲ့ တင်းတင်းခိုင်သည့်အဖေမေကို나ကြီးစရာမလိုသည့်ခိုင်လုံသောအကြောင်းရင်းတစ်ခုကိုရသွားခဲ့သည်တင်းတင်းခိုင်စိတ်တွင်ယောက်ျားကလေးသည်ပထမတန်းစားအကောင်းစားထို့ကြောင့်ယောက်ျားလေးရသည်များပစ္စည်းတွေသည်ပထမတန်းစားအကောင်းစားမိန်းကလေးကတော့အလဲလက်တန်းစားထို့ကြောင့်မိန်းကလေးရသည်များပစ္စည်းတွေသည်တပန်နွမ်းအလဲလက်တန်းစားဟုဆွေးမှတ်ထားကြရ၏ဖေတမင်းစားလင်အမေကအကောင်းဆုံးအသားဘက်ကိုရွေး၍အဖေပကံထဲသို့ထည့်ပေးလေရှိသည်မိကတော့အယိုးရင်းသာစားနေသည် အဖေကအမေဤဝေခွဲမှုကိုတရားမျှတသည် ဟုလက်ခံထားသလိုပင်ဘာမှမပြောပဲငြိမ်နေတတ်သည်ဟင်းနည်းနည်းကလေးကြံရင်းအမေသည်အဖေကိုဦးစားပေးပြီးသူကိုယ်တိုင်ကတော့ဖြင့်ဖြစ်သလိုစားလိုက်တတ်သည်လာစဉ်30ကိုအဖေက အမေကို အမြဲတမ်းအပ်လေးရှိသည့်အခါအမေမျက်လုံးများသည်ကျေးဇူးနေသည့်မျက်လုံးများဖြစ်သည်ဟုသင်ထင်သည် အဖေက ပထမတန်းစားအကောင်းစားလားအမေကဒုတိယတန်းစားအလဲလက်လားတင်းတင်းခိုင်းသည့်အလဲလက်တန်းစားမဖြစ်ချင်မီ အကောင်းစားသာဖြစ်ခြင်းသည်ပစ္စည်းကိုလည်းအကောင်းစားသာလိုခြင်းသည် အမေမိန်းမဟာယောက်ျားဖြစ်လာနိုင်သလားယင်သင်ငါးနှစ်သမီးရွယ်မှာ အမေကိုထိုမေးခွန်းမေးခဲ့ဘူးသည် အမေကအန်အော်ရင်လီသည်ကိုဘယ်ဖြစ်နိုင်မလဲသမီးရဲ့မိန်းမဟာတသက်လုံးမိန်းမပဲယောက်ျားဟာလည်းတသက်လုံးယောက်ျားပဲထိုမေးခွန်းကို ကိုကိုကတစုံစကြားသွားပြီးအာခံကိုချစ်၍အောက်ကလေးအအတန်နှင့်ရင်မောလှောင်ပြောင်းခဲ့၏တင်ဒီကိုကိုကိုအရင်မုံဒီသွားခဲ့သည် ယောက်ျားလေးဖြစ်ရတာဟာဂုံယူစရာလားမိန်းကလေးဖြစ်ရတာကဂုံယူစရာမဖြစ်နိုင်ဘူးလားတင်းတင်းခိုင်းစိတ်ထဲမှာတိမှတ်ထားလိုက်၏ကံကောင်းထောင်းမစွာပင်ထက်တန်းကျောင်းမှာတင်းတင်းခိုင်းသည်ပထမတန်းစားမဟုတ်သောယောက်ျားများနှင့်အလေလက်တန်းစားမဟုတ်သောမိန်းမများကို တွေ့ရသည်တင်းတင်းခိုင်းတို့အတန်းခွဲမှာစာတော်ဆုံးလူသည်ကျောင်းသားမဟုတ်ဘဲကျောင်းသူဖြစ်နေသည်တင်တင်ခိုင်တို့၏အထက်ကကိုကိုတို့တန်းမှာလဲစားတော်ဆုံးလူသည်ចောင်းသူသားဖြစ်နေသည် တခါတော့ကတင်းတင်းခိုင်းတို့တန်းမှာတင်းချအပြိုင်တွေ့ရသည်မှန်သည့်လူကမှားသည့်လူကိုနေရွယ်ဆွဲခြင်းဖြစ်သည်တင်းတင်းခိုင်းသည့်ယောက်ျားကလေးတစ်ယောက်ကိုနေရွယ်ဆွဲခွင့်ဒါသည့်အခါဘလုံးပျော်ရွှင်ကျေနပ်သွားခဲ့၏ကဲနင်တို့ပထမတန်းစားအကောင်းကြီးတွေငါတို့မိန်းမတွေကို ရှင်နိုင်သေးရဲ့လားဟုသောစိတ်ဖြင့်နေရွယ်ကိုတအားဆွဲလိမ်ပြစ်လိုက်လေသည်သူများကိုအားရပါးရဆွဲလိမ်ပြီးပြီဆိုတော့မိမိအလှဲ့ရောက်မလာအောင် အသေးအလေးစူးစမ်းခဲ့ရသည် ။တင်းတင်းထိုင်သည့်အတန်းတိုင်းအတန်းတိုင်းမှာပထမဟူသောယာဒုကိုလိုချင်ခဲ့၏။မိမိဘဝတွင်မိမိရနိုင်သမျှအကောင်းဆုံးမှာအဖေအမေ၏အကောင်းဆုံးအချင်မဟုတ်။အကောင်းဆုံးအကျင်နာမဟုတ်။အဖေအမေထံမှအကောင်းဆုံးလက်ဆောင်မဟုတ်။အကောင်းဆုံးပစ္စည်းမဟုတ်။မိမိကိုယ်တိုင်ကြိုးစားယူရသည့်ပညာမှသာအကောင်းဆုံးကိုရနိုင်သည်။ထိုစိတ်အခြေခံဖြင့်တင်းတင်းထိုင်သည့်အတော်ဆုံးကျောင်းသူတစ်ယောက်ဖြစ်ခဲ့သည်။အခန်း7 မမကမြင့်မူပေါ်မှာထားရှိအပ်သောတွေ့တာအားကိုးစိတ်အကြောင်းကိုနောက်ဆုံးနှစ်အပိုင်းခစာမေးပွဲဖြေခန်းဤလောက်မှာတစ်ဖွဲ့လုံးသိလိုက်ရသည်ထိုရက်ကမမအကြီးကျယ်ဖြားသည်ခွဲကမ်းမှာဦးကျယောဂါဟာနီယာခွဲစိတ်သည်ကိုကြည့်ပြီးနောက်တရက်မှအဖျားဝင်ချင်းဖြစ်၍မင်းကလေးအုပ်စုကမမကိုသဘောကျစွာရင်မောနောက်ပြောင်နေသည်နောက်တော့အဖျားကလုံးဝကြမသွားဘဲ၅ရက်လောက်ဆေးထိုးပြီးမသက်သာတော့မှအလုံးအထိတ်တလန့်ဖြစ်ခါဖျားနာဆောင်သုံးမှမိမိတို့ဆီယံမှ မမတူဒေါက်တာဝင်းမြင့်ကိုသွားပြရသည်အန်ဒရီဖီဘာဥယောင်ငန်းပြယောဂါဟုယောဂအမိတက်ခံရပြီးဖျားနာဆောင်သုံးမှာမမစီရင်ပေးရသည်မမဖျားသည့်ခါမိန်းကလေးအုပ်စုတာမကယောက်ျားလေးအုပ်စုပါပြရခဲ့ရတော့၏မမကို၄နာရီကြာတခါစေးတိုက်စေးတိုက်အခင်းလာဝေတာဝန်ယူသည်မမအတွက်ကျေးဇူးပြုကို စီအင်းနေငယ်မြမဝေးစေပဲအသားမြင်တစ်ခုတည်းမှမပါစေရပဲစီစဉ်ဖန်တီးပေးဖို့ညရွေညူကတာဝန်ယူသည် တမ်မယာကြီးကိုအချင်တက်သိမ့်ပါစေပဲတမ်မယာသည်မြင်ကလေးများတစ်ခုမျှမပါစေရပဲကြည်လင်နေသောဂလူကို့စ်နှင့်ဖြောပေးဖို့တင်းတင်းခိုင်ကတာဝန်ယူရသည်နနဲ့အိယာထားတိုင်းမမသွားတိုင်းမျက်နှာသိဖို့တနခါမှုမှုကလေးမျက်နှာမှာပုတ်တက်လိမ့်ချံဖို့ဝေစားလဲဖို့တာဝန်ကိုတော့ဇင်မီကယူသည်ယောက်ျားလေးများကဆေးရုံနှင့်အဆောင်ကူးပြီးအဝေစားအစာတောက်သေးယူရန်ဆေးဂလူကို့စ်တမ်မယာသည်လိမ်မော်သည်ဝေရန် ။မြားရွက်ညူကျူချက်ပြီးသောရေကျဲဤပလီများကိုတည်ပြီးရန်တာဝန်ယူကြရသည်။မြင့်မိုရှိနေလင်မမမျက်နှာကြီးလင်ရှင်ပြနေပြီးမြင့်မိုရောက်မလာလင်မမသည် လူနာစိမ်မဟုတ်ဖဲလဲမျောနေတတ်သည်။ဒီနေ့မြင့်မိုရဲ့မာသားကြီးရေချိုးကန်းနဲ့ချော်လဲသွားလို့စီကန်းသွားပြနေလို့တဲ့။မမသည်ဝမ်းနည်းမှုကိုစွထိန်ချုံရင်းမျက်ရည်တလဲတဲနှင့်ရှိတတ်၏။နှစ်ရက်လောက်ဆက်ပြီးမြင့်မိုပြက်ွက်လင်းမမကမြင့်မိုအတွက်ပြန်၍စိတ်ပူပန်သည်။ မြင့်မိုးစမင်းစည်းရာကျန်းကျန်းနဲ့အိမ်မာရောရှိရလားအက်ဆီဒန့်တွေပါတွေပြောရင်အတန်တုံလာနေတင်းမင်းတော်ကမမနှစ်ခုကိုလက်ဖူးဖြင့်လက်သေးဖြင့်မနာအောင်ထုဤဒီကောင်ကြီးလားဆန်အိတ်တင်နဲ့ GM ကားကြီးနဲ့ဝင်တိုက်ရင်တော့မသေးဘူးစိတ်ချသူတခုခုအက်ဆီဒန့်ဖြစ်ရင်လည်းအခုလောက်ဆို emergency မှာရောက်နေရောပေါ့မြင့်မိုးကိုမန္တလေးဆေးရုံလုံးတည်တယ်ဒိုးစီကိုအကြောင်းကြားမှာမတ်ရွှေစာပူမနေနဲ့ကိုတန်မြာရီကိုသာကောင်းအောင်တော့ ဝေဖုံးကဟက်ခနဲတစ်ချက်ရဲလျက်မမကို စားဖို့ကြိုးစားသည်တခုတော့ရှိတာပေါ့ကွာသူ့ရုပ်ကိုဖမ်းလို့မရတော့အောင်ရုပ်ပြင်းစင်းပြဒဏ်ရာတွေပါတွေရခဲ့ရင်တော့စကားမဆုံးမီမမလက်ထဲမှာဂင်ထားသောတံမြာကြီးဖန်ခွဲအောက်သို့မှောက်ကြသွားကမမမျက်နှာဖြူဖြော့သွား၏မြားရဲ့ညူကကမန်းကနန်းခွက်ကိုဖမ်းထိန်ကတံပီလူလေးပေါ်တင်လိုက်ရသည်ဝေဖုံးနမိတ်မရှိနမမရှိဘာတွေလာပြောနေတာလဲသွားစမ်းသွားစမ်းမြင့်မို့ကိုဖုံးဆက်ကြည့်စမ်း မှုရပေါ်မှတံမြိုင်များကို လက်ကင်ပွားလေးဖြင့်တုံရင်မမကိုဖြောင်းဖြာရသည်ဤမြင့်မူဘာမှမဖြစ်ပါဘူးမမရဲ့သူ့အမိနေမကောင်းသေးလို့ပါမနေ့ကသူ့ဘွားထဲခဏလာသွားပါလေမနေ့ပြန်တော့သူဒီကိုရောက်မှာပါမမသည်မြားရဲ့ညူဤအေးဆေးသောမျက်နှာကိုမဝင့်မရဲ့ကြည်ကရှက်ရွံ့စွာမျက်နှာမျက်လွှာချငြိမ်သက်သွားသည်အုပ်စုသည်တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးပင်သက်ကိုစီခိုးဆိုင်လိုက်၏ ။ညာရဲ့ညူကတော့မမအီကိုညွတ်သော မြေတောင်များကိုသာငင်းမောနေသည်။ညာရှင်နာကြီးလောက်မှမမျော်လင့်ပဲမြင့်မို့တုံသီးတုပ်ပြားရောက်လာ၏။မြင့်မို့ကိုမြင်တော့အလုံးစိတ်ပေါ်ပါစွာပျော်ရွှင်သွားကြသည်။ဟောဒီမှာရောက်ပါပြီခမမောင်မြင့်မို့လေး။တင်းမင်းတော်ကနောက်ဒီနောက်တော့ပြင်အတန်ကျယ်ကျယ်အော်တော့မိန်နေသောမမအီမြေတောင်များရုပ်ခနဲပွင့်လာ၏။မြင့်မို့သည်ရှမ်းအင်းကြီးအဖြူရောင်လက်ရှိကိုတစ်ဖက်ကခောက်ထားပြီးတစ်ဖက်က ဖက်လိုက်ကြနေသည်ကိုယခုမှပင်ခေါင်နေ၏သူကိုမြင်တော့အားလုံးပျော်ရွှင်သွားကြသည့်အတွက်မြင့်မူဦးကြောင်ကြောင်ပြုံးလိုက်သည်ဘာလဲဘာလဲဘာဖြစ်နေကြတာလဲတင်းတင်းခိုင်ကမြင့်မူထိုင်နိုင်ရန်ခုံတိုင်းပေါ်မှထပေးလိုက်၏ဟောဒီမှာမမရဲ့နင်းမလာလို့တဲ့တစ်ချိန်လုံးမြင့်မူမြင့်မူနဲ့တနေတာမမကမြင့်မူကိုအားနေသော မျက်ဝန်းများဖြင့်အားကိုးတကြီးကြည့်သည်သည်မြေမူကခုံနှမ်းပေါ်ထိုင်ပြီးမမ၏ညဝမမျက်ရည်များကိုရိပ်မိသွားပြီး မမကရင်စိုးမှာအတောင်ဝင်ထိုင်လိုက်၏ပြမဖြစ်ရလေမမရဲ့ငါလာမှာပေါ့ဟာမိမိကိုစည်းကမ်းလိုက်ပို့ပြီးအိမ်ပြန်ပို့နေရလို့ပါအခုတောင်ငါရေမချိုးခဲ့ရသေးဘူးဟာနန်းစော်နေရင်လည်းခွလို့ပေါ့ဟာဟာမငုံနဲ့လေကွာမငုံနဲ့မြင့်မိုးသည်နှမကလေးတယောက်ပေါ်မှာမမကိုဂျင်နာသွားပြီးမမမျက်နှာများကိုသူ့လက်ကင်ပွားဖြင့်တုံပင်းပြုံးရဲချော့မော်သည်မငုံနဲ့ငကူကမှမျက်လုံးတွေကပြူရတဲ့ထဲမလှတော့ဘူးတော်ကြာကောင်းလေးတွေမကြိုက်ဖဲနေနေမယ် ဘသူကြိုက်ကြိုက်မကြိုက်ကြိုက်ပေါ့မမကနှုတ်ခမ်းစုက ပြုံးရင်လာသည်ထို့နောက်အများရဲ့ညူခလန်းလန်းမှရက်နေသည်ကိုသတိထားမိသွားပြီးမျက်နှာကလေးအိမ်နေရရတည်ငြိမ်သွား၏မြင့်မို့ဦးခုံနှမ်းပေါ်မှာသွားထိုင်လေနော်ဟင်ဖြစ်ရပြန်ပြီဝေဖုံးကမမကိုအန်ကျဉ်၍လက်သီးဆုပ်ပြ၏ညာအလုံးပြန်မှုပြင်ဆင်သောအခါမမကအများရဲ့ညူကိုလှမ်းခေါ်သည်ညူခဏလောက်မမ၏မျက်ဝန်းမှမျက်ရည်များကိုသတိထားမိသည့်ခင်လာဝေက အသာနောက်ဆုတ်ပြီး အဆောင်ပြန်မိအဖွဲ့စည်းတို့သွားပေါင်းလိုက်သည်ဘာမှမလဲမမညရဲ့ညိုကဂရင်မဝင်ထိုင်ပြီးကိုကိုကိုင်းညှို့ငုံလိုက်သည်အော်မမပါဘူးညိုစိတ်မဆိုးနဲ့လို့တောင်းပန်ခြင်းလို့ပါကိုညိုကမမကညရဲ့ညိုဤနှုတ်ခမ်းကိုပူနွေးသောလက်ကလေးတစ်ဖက်ဖြင့်ဖောက်ဖောက်ကလေးအုပ်လိုက်၏ညရဲ့ညိုကိုတောင်းပန်သောအကြည့်ဖြင့်မျက်နှာငယ်စွာကြည့်လေသည်မမခေါင်းတွင်ကြိုင်လုံးတို့သတိလက်လွတ်တွေဖြစ်သွားရတာပါညိုရဲ့နော်မမအမြဲတမ်းအဲ့လိုမဖြစ်ပါဘူးကွယ် ထို့နောက်မျိုးလုံးများကိုတင်းကျပ်စွာမှိတ်ပြင်လိုက်တော်သည်။ကဲမမကိုချစ်ပါတယ်တင်ရဲ့ဒါပေမဲ့ငါမြင့်မူကိုမခွဲနိုင်ဘူး။ငါလေငါမြင့်မူနဲ့ပဲလက်ထပ်ချင်တယ်။မြင့်မူကရောငါကိုချစ်တယ်မဟုတ်လားဟင်တင်ပြောပါဦး။ငါကိုချစ်တာပါနော်။ငါရဲ့ညူကစောက်ဒီယာမရတင်တင်ခိုင်ကိုခွင့်ဟပြောချင်သည်ညတနာဤထူးကန်နေနေပြီ။တင်တင်ခိုင်ရှင်အောင်ထဲမှာနှစ်ယောက်အလူလဲလျောင်း၍တယောက်လက်ကိုတယောက်ဆုံးလျက်ပြောရမည်စကားများကိုအာယူနေကြ၏။ ညင်မိုကနင်းကိုချစ်တာပါညို့အဲ့ဒါငါသိတယ်နင်းလည်းသိပါတယ်ဒါဖြင့်ညို့မျက်လုံးကလေးများတောက်ပါသွား၏တကယ်လို့ငါမြင့်မိုကိုလက်ထပ်လိုက်ရင်မမစိတ်ဆိုးမယ်ထင်လားယနောက်ပြီးမမဘာဖြစ်မယ်ထင်လဲမမဘာဖြစ်မယ်ဆိုတာနှစ်ယောက်လုံးမသိနိုင်ကြပါမမစိတ်ဆိုးမှာမဟုတ်ပါဘူးဒါပေမဲ့ငိုမယ်ထင်တယ်တခဏတိတ်ဆိတ်သွားကြသည်ပင်နင်းဇောခင်ကိုချစ်ခဲ့သလားယတင်းတင်းခိုင်းကိုလုံးကလေးတောင့်တင်းသွား၏ ။မြမယ်ညူကအိယာမလက်ထောက်ခါတဝက်ထိုင်လျက်တင်းတင်းခိုင်းမျက်နှာကိုမီးအောင်မသိမ်းမကွဲဖြင့်ကြည့်၏။ငါစင်မိကို ပြန်မပြောပါဘူး။ငါလေငါသိချင်တာတသက်ပါသင်ရင်ငါ့ကိုအမှန်တိုင်းပြောစမ်းပါ။ငါဘာလို့ရမလဲလို့နည်းနည်းကလေးစဉ်းစားနိုင်ုံလေးပါ။ဖြည့်စမ်းပါသင်။တင်းတင်းခိုင်ကမြမယ်ညူ၏မျက်လုံးထဲကို စိုက်ကြည့်လိုက်သည်။မတူဘူးလေညူရဲ့နည်းနည်းမှမတူပါဘူး။ဒါပေမဲ့ငါအမှန်တိုင်းပြောမယ်စောခင့်ကိုငါမချစ်ဘူး။ ချစ်ကိုမချစ်လို့ပါပြင်းတဲ့ရှိုင်တန်တစ်ခုပြိုင်သူဖြစ်ပေါ်လာကြသည်မြင့်မိုနှင့်တစ်သက်လုံးဝေးရမည်ကို တွေးကြည့်ဝင်လာအောင်ပင်စိုးရင်ပူပန်ခဲ့ရသောများရွယ်ညိုအတွက်အလွန်ဆိုးရွားသောဘေးအန္တရာယ်တစ်ခုကြာရောက်ခဲ့ရသည်ခါတိုင်း86လမ်းအိမ်သို့သွားနေမြင့်မိုးကိုခေါ်သွားလေရှိသောမြားရွယ်ညူသည်ဒီတလားတော့မိမိဘာသာမိမိတယောက်ထဲထွက်လာခဲ့၏။ဒီနေ့နာနေမှာမြင့်မိုးကကိစ်တင်ရမည်။မမအတွက်အချင်းတော်တော်များများပေးနေရသည်ဖြစ်၍ မြင့်မိုသည်သူတင်ရမည်ယောဂနှင့်ပတ်သက်၍ရင်ဆိုင်ကြီးမှာဒီတည့်ရတာရှိသည်လူနာဤယောဂရာဇဝင်အထွေထွေစမ်းသပ်စစ်ဆေးမှုယောဂဤသူမြင်လက္ခဏာအသေးစိတ်တင်ပြမှုလူအပ်သော ခွဲကံဓာခွဲကံစစ်ဆေးမှုများထို့နောက်ကုသခြင်းနှင့်ခွဲစိတ်ကူထုံးအလုံးကိုမြင့်မိုကလူနာရှိထားပြီးကျောင်းသားများရှိမှဆရာကိုဖတ်ကြားဆွေးနွေးရမည်ဆရာစစ်စစ်ပေါက်ပေါက်မင်းသမီးအသေးစိတ်ကိုရေးပက်မဝင်အောင်ဖြေနိုင်ဖို့ပြင်ဆင်ရမည် ထို့ကြောင့်မြို့မူကိုညာတာသည့်အနေနဲ့ရောမမဘေးနားမှာရှိနေသင့်သည့်တငယ်ချင်းများကို နားလည်သည့်အနေနဲ့ရောအကူအညီမတောင်းဘဲညာရဲ့ညူကတယောက်တည်းထွက်လာ၏86လမ်းအိမ်ရောက်တော့အောင်မိုးကြီးဆိုင်ငယ်ကိုအိမ်ဝိုင်းထဲမှာတွေ့ရသည်ညာရဲ့ညူသည်ရုတ်တရက်ပြောသွားသည်နှင့်တပြိုင်တည်းအနေငယ်စိတ်ကောက်ချင်သလိုလည်းဖြစ်သွား၏ကြည်စံအောင်မိုးမန္တလေးကိုရောက်နေရတဲ့ငါးဆောင်ကိုမလာဘူးပေါ့ ။မျိုးအလို့တကြီးအိမ်ထဲဝင်တော့မေမေဦးကြီးညီမမေမေလေးကိုစေဘောလေးကြီးထိုင်းတောင်းလေးရဲ့တွေ့လာ၏။ဟဲ့ညူလာလာလာမေမေလေးလည်းညူလာမဲ့ရက်ပဲလို့ထင်နေလို့ညှော်နေတာ။မေမေလေးအောင်မှုရောက်နေတယ်နော်အခုပဲမလဲ။ဟုတ်ပါရောက်တာနှစ်ရက်တောင်ရှိပြီ။ဖြားနေလို့ညူရဲ့အတော်ပဲစီးလေးပါလေးထိုးပေးခန်းစေထိုးပေးခဲစမ်းမအောင်၏။ဟေးညူမဘယ်စီတူအပ်ပါပါမလဲမေမေလေးရဲ့။အောင်မို့ အောင်မိုးသည်အပေါ်ထက်ဖျားစင်ရှိမှဆောင်းချုံကြီးရဲ့ကိုကိုကလေးလဲနေ၏။ညို့အတန်ကြတော့အောင်မိုးကပြားကရာလူးလဲထားသည်။နေလေအိတ်နေလေမထနဲ့။အကျင်ပါနေတော့လည်းဖြင့်အောင်မိုး၏နဖူးကိုဖြတ်ခနဲဆန်းလိုက်မိသည်။အဖျားတရတက်လောက်ကိုရှိမှပဲဟုခံမှန်းမိ၏။ဖြူဝင်းသောအောင်မိုး၏မျက်နှာမှာအဖျားသွေးဖြင့်နီးရဲနေသည်။အင်းငါမလဲအခုတလောလူမမာတွေနဲ့ကြီးတွေ့နေပါလား။ညို့နင်းပိန်သွားလိုက်တာနင်းမကောင်းဘူးလား။လူမမာကတပြန်မင်းနေ၏။ ညိုခစ်ခနဲရဲလိုက်သည်နေကောင်းပါတယ်ဟဲ့လူမမာပြုစုနေရလို့ဘသူလဲတို့တငယ်ချင်းမမလေးနေနောင်ငါကိုပြောပြီးခိုင်းပါသေးရောသပင်တို့လေးနဲ့ရေနံเจ้าကလေအောင်မိုးကဖျားနေလျက်ကအတန်ထွက်အောင်ရေလီသည်စလာပါဟာနေကလည်းတွေးလိုက်တိုင်းဒီအเจ้าကြီးပဲစီထိုးကျင်လာရင်အောင်မိုးဟာမထိုးကျင်ပါဘူးဟာနေလို့ဆရာဝန်တွေတော်တော်ခက်တယ်ခဏနေပျောက်သွားမှာပါဟာခေါင်းကိုက်ပြီးအန်ဂျင်နေတာတခုပဲ အခုနင်းကိုမြင်လိုက်ရတော့ခေါင်းကိုက်တတောင်တဝက်ပြောက်သွားပြီရဲသူတို့မောသူတို့ပြောတာကိုပြီးအများရဲ့ညူမခံနိုင်မပြောကောင်းတာပြီးအောင်မို့ရဲ့နင်းကငါမောင်လေးလေဘာလဲဘင်္ဂလားမောင်သမားကိုအောင်မို့နင်းဘာစကားအဆန်းတွေတက်နေပြီလဲမျက်နှာတိမျက်နှာသားနဲ့ငေါ့မှီပြီတက်နေတာကကြာပါပြီအမရဲ့အမစီလာတိုင်းဟိုမြင့်မိုတောင်ကြီးကကွဲကွဲနေလို့မြားရဲ့ညူဝုန်းကနေမတက်ရက်လိုက်ဤအဲ့လိုဆိုငါပြန်မယ်နင်းဟာနင်းဖြားယုံမကားလို့သေးသေး ဟာတော်ပြီးတော်ပြီးငါမပြောတော့ပါဘူးငါ့ကိုစင်းလေးတော့တိုက်ခဲ့ပါအောင်ညိုရဲ့အောင်မိုးကြီးအဖျားသွေးဖြင့်ရီဝေအားငယ်ဟန်ရှိသောမျက်လုံးများကိုကြည့်ပြီးပြန်ထိုင်မိပြန်သည်မိမိလေးကိုအောင်မိုးနားမှာအဆောင်ထားပြီးညိုကဈေးကျိုပဲသွားကအပြေးလွှားဆေးဝယ်ရသည်အောင်မိုးနှင့်တဲ့မီထင်ရသောကိမ့်မုံကိမ့်ချောင်းများကိုဝယ်ရသည်မိမိဦးစီးစားလမ်းရေးရရင်ကောင်းမလားကိုဒါတုပ်ကွေးဖျားပဲကြာကိုစီးစားမကုန်တဲ့ခန္ဓာကိုယ်ကြီးနဲ့အောင်မိုးစိုးရင်စရာမရှိပါဘူး ။သမီးညိုနေနေစာစားပြီးမှပြန်မယ်မဟုတ်လား။မိမိလေးငရဲ့နေဝယ်ထားတယ်။ဟုတ်ကဲ့။ตาအောင်မိုးငရဲ့ဆံပြုတ်လေးတောက်မယ်မဟုတ်လား။မိမိလေးပြုတ်နိုင်မယ်နော်။အောင်မိုးကညောင်နာနာအတန်းဖြစ်မတောက်ဘူးခလန်းអော်ဤ။အိုးမတောက်လို့ပဲဖြစ်မလဲ။ညိုနဲ့တူထမင်းစားမယ်ကွာ။စားရပါလိမ့်မယ်အာကြီး။ဒီလောက်အဖျားတွေကြီးနေတဲ့ဥစ္စာ။မိမိလေးပြုတ်လိုက်ပြုတ်လိုက်ညိုကိုယ်တိုင်ရအောင်တိုက်မယ်။အေးအေးညီတို့မောင်နှမကိစ္စညီတို့ဟာညီတို့ရှင်း။ ုပ်တော်ဝင်ကငရဲဆန်ပြုတ်ကောင်းကောင်းလေးပြုတ်ပေးမယ်။ငရဲစီပြန်လေးချက်ပေးမယ်ဟုတ်ပလား။အောင်မိုးဒီမြားရဲ့ညိုနှင့်ပထမတန်းចောင်းသူចောင်းသားဘွားကလေးကမောင်နှမလိုတွေ့တာတန်ရုံးစဉ်ကြီးခဲ့ရသူမှုအခုလိုအဖြစ်မျိုးနဲ့ကြုံရနိုင်မည်ဟုမြားရဲ့ညိုမထင်ခဲ့။အောင်မိုးဒီလောက်ရိုင်းဆိုင်ရုံမာနိုင်မည်ဟုလည်းမထင်ခဲ့ပေ။မိမိလေးကြောင်းအောင်ဘာဖြစ်လို့ညိုအော်ဟင်းရုံးကန်အကူကြီးမတောင်းခဲ့သလဲဟုညိုကိုညိုပြန်မင်းမိနေကြက်သီးတွေ ဖြန်းကနေထအောင်လမ်းဖြန့်သွားရတတ်၏။ မမေဦးကနင်းနေငါကိုရစေချင်တာနင်းတိရဲ့သားနဲ့ညူရဲ့အိုးမမေဦးကရစေချင်တိုင်းငါယူရမှာလားငါမှငါမှချစ်သူရှိတယ်ဆိုတာနင်းမသိဘူးလားငါသူ့ကိုပဲချစ်တယ်မြင့်မူကလွဲပြီးတော်တော့ညာရဲ့ညူဤကမ္ဘာလောကကြီးသည်အထက်မှအောက်အောက်မှအထက်သို့ပြောင်းပြန်လေကမှောင်ပြီးကြဖြင်းဖြင်းအဆုံးသက်သွားလေသည်ညာရဲ့ညူသည်အောင်မိုးရှင်မှာမျက်ရည်မကျခဲ့အောင်မိုးကိုမျက်လုံးတည်များဖြင့်စူးစိုက်ကြည့်နေုံမှတပါးဘာစကားမှမပြောနိုင်ခဲ့ ရံမတွေ့နိုင်ခဲ့ထိုးကြိတ်ကံကြောင့်မပြစ်နိုင်ခဲ့ညာရညိုဤဘဝသည်မိနစ်ပိုင်းအတွင်းနှုတ်နယ်သောအဖြစ်မှရင်းကျက်တည်ငြိမ်သောဘဝသို့ရောက်ခဲ့သည်ညိုရဲ့အဲ့ဒီမျိုးလုံးမျိုးနဲ့ငါ့ကိုမကြည့်ပါနဲ့အဲ့ဒီလိုမကြည့်နဲ့အောင်မိုးကစိတ်လုံရှားစွာပြောသွားသည့်အခါညို့မျက်လုံးများကိုတဲ့တဲ့မကြည့်ရဲပဲမျက်နှာလွှဲ၍နိုင်တွင်နေသည်ညို့ကိုလက်ထပ်မယ်နော်ညို့ကလက်ထပ်မှာပါညို့သည်နှုတ်ခမ်းမလေးရဲ့နာကြီးစွာအတန်ထွက်ရင်မောနေသည်ဒီလိုလား ဖြစ်ဒါစိတ်လို့ရှားမှုမဟုတ်ပဲရည်ရွယ်ချက်ကြီးကြီးနဲ့ဖြစ်သွားတာပေါ့ဟုတ်လားအောင်မူအောင်မူကစကားတွန်းဆုံလျက်ရှိသည်မြင့်မူကငါချစ်သူပဲမြင့်မူကလွယ်ပြီးဘသူမှငါလက်မထပ်ဘူးနင့်အကြောင်းတွေကိုမြင့်မူကိုပုံမှန်လင်းလင်းပြောပြပြီးတောင်းမှန်ပဲတိလားအောင်မူနင်ငါကိုဘယ်တော့မှမရစေရဘူးအောင်မူဒီမျက်နှာကိုလဝါနှစ်ဖက်ပြင်အုပ်လျက်တစ်ချက်ရှိုက်ရင်လေသည်ညာဘက်ညူသည်အဆောင်ပြောင်းသောအခါစောက်တီယာမရတုံ့နှုတ်နေ၏ မိမိကိုယ်ခန္ဓာကိုရေချိုးရင်းဆက်ပြားတတ်တတ်တိုင်းလျက်အောင်မိုးပြီးလိုက်သောအညင်ကြီးအစွန်ထင်းများဘယ်တော့မှတန်းစင်တော့မည်မဟုတ်သည်ကိုသိရသောအခါရှိုက်ကြီးတငင်ငုံမိလေသည်ထို့နောက်မိမိသည် လာစဉ်ရာသီသွေးဆဝိုင်း၏အလဲဘိုးတွင်ရောက်ရှိနေပြီးကိုအထိတ်တလန့်သတိရလိုက်၏ဖျားကြီးကိုဝင်မတော်တဆအိုးမဖြစ်ဘူးဖြစ်စေရဘူးညိုသည်ရေကိုပင်ဆင်အောင်မတော့နိုင်တော့ပဲမိမိဘာလုံးတင်တယ်လဲဘယ်သူ့ကိုတိုင်ပင်ရမလဲဟုသွေးယူသွေးတန်းစဉ်းစား၏ ခင်းလာဝေခင်းလာဝေသည်မမကိုစင်းယုံမှဆောင်းအိရသည်တင်တင်ခိုင်ဟင်အင်းတင်တင်ခိုင်ကចောင်းစာတစ်ခုနင်းနေသားဤကိစ္စမျိုးကိုသိတော့မပေါ့ကိုတွေ့ကြုံသောပြဿနာတစ်ခုဖြင့်ဘယ်သိနိုင်မှာမလဲမဖြစ်ဘူးဇင်မီဇင်မီကိုတတိယတော့မိမိလှုပ်ရှားနေသောစိတ်များငြိမ်းချသွားသည်ဇင်မီဟာဝေဖုံးရဲ့ချစ်သူမဟုတ်လားဟုတ်တယ်ဇင်မီငါ့ကိုကူညီနိုင်လိမ့်မယ်ညာရဲ့ညူသည်ဇင်မီမမထမ်းမပြန်လာကိုဇင်မီကလေးမောမလဲလျောင်းရင်းစောင့်နေလိုက်သည် တင်းတင်းခိုင်းနေစီမီသည်ည9နာရီကြာမှပြန်လာ၏ညရဲ့ညူကိုမြင်တော့သူတို့စိတ်အေးသွားဟန်ရှိ၏ဟောပြန်ရောက်ပြီလားမမဖျားပြန်မြောက်သေးလို့တစ်ခွင်လုံးစိတ်ပူနေရတာသွားသွားအဆောင်ရှိမှမြင့်မို့ပါလာတယ်နေရောက်တဲ့အကြောင်းနဲ့အချက်ပြလိုက်အောင်ဟင်အင်းငါသိနေမကောင်းဘူးတင်နင်းသွားပြောလိုက်နော်ညရဲ့ညူဤထူးဆန်းသောမျက်လုံးကိုကဲခတ်မိပြီးတင်းတင်းခိုင်းငြိမ်သက်စွာလှည့်ထွက်သွားခဲ့သည်စင်မီ ုံလုံးချောင်ချနေသောမြေဝန်းများကိုဇင်းမီအထိတ်တလန့်ကြည့်၍ဂရင်မောထိုင်ချလိုက်၏ညိုညိုဘာဖြစ်လို့လဲမြောင်းညိုသည်မိမိမျက်နှာကိုလက်ဖြင့်ဖုံးကွယ်အုပ်၍တစ်ချက်နှစ်ချက်ရှိုက်ငင်လိုက်သည်ဇင်းမီကမြောင်းညို၏ကိုယ်ကလေးကိုတိုင်းဖက်ထားလိုက်သည်ညိုတစ်ခုခုဖြစ်လို့လားယဘသူဘာဖြစ်လို့လဲညိုကဇင်းမီပခုံးကိုလက်ဖြင့်တိုင်းဖက်ပြီးမိမိမျက်နှာစီသို့ဆွဲနှိမ်ချလိုက်၏ထို့နောက်တူတူကလေးကြိတ်၍မေးလိုက်သည်ဇင်းမီရဲ့ Afra dress ဆိုတာတကယ်စိတ်ချရရဲ့လားရင်နောက်ပြီးဘယ်အမျိုးသားကိုသုံးတင်တယ်လဲဖះရီမြရဲ့ညူနှင်းဇင်မီသည်တယောက်မျက်နှာတယောက်မမြင်ဘူးသလိုစိုက်နေနေကြသည်ခနာကြမှာဇင်မီတရိဝင်လာ၏ညူဘလိုဘယ်တော့ကဟိုးဘသူနဲ့မြရဲ့ညူသည်နှုတ်ခမ်းကိုတင်းတင်းစီလေးရဲ့အန်ကျင့်ရင်မျိုးလုံးများမာကျောလာကြသည် စကားတန်တခွန်းမှမထွက်ညူရဲ့ငါ့ကိုပြောပါဦးဇင်မီရဲ့ငါနင့်ကိုဘလိုပြောရမလဲဟင့်အင်း ပြောလို့မဖြစ်ဘူးထင်တယ်။ငါကြုံရတဲ့ဝေဒနာမျိုးနင်းတို့ဘယ်သူမှကြုံရမှာမဟုတ်ဘူး။အိုးငါလေငါတည်သွားရင်တိတ်ကောင်းမှာပဲစင်မီရဲ့ငါတည်ခြင်းနဲ့။အိုးညိုရဲ့ညရဲ့ညိုရှိုင်ငိုသည့်အခါစင်မီသည်ခန်းလန်းလန်းအခန်းတနေရာရှိငယ်တန်းကျောင်းသူနှစ်ယောက်စီဖြတ်ခနဲလှည့်ကြည့်လိုက်ပြီးနောက်ညို့မြည့်ရင်များကိုမိမိပါဖြင့်ကပ်၍တုပ်ပေးလိုက်သည်။ထို့နောက်ညို့အနားမှာကပ်၍တူတူကလေးနှင်းသိမ့်၏။ညီမလေးတိတ်ပါကွယ်မငုံနဲ့ တို့ဘာလုပ်တဲ့နေဆိုတာစဉ်းစားကြတာပေါ့နော်ဒါဟာလောကကြီးရဲ့အဆုံးသတ်မဟုတ်သေးပါဘူးကွယ်ထို့နောက်မိမိတို့၏စကားများကိုထိမ့်ရန်နှင့်မိမိတို့အမူအရာများကိုတပါးသူမမြင်နိုင်စေရန်စီမီသည်ချင်းအောင်ကမန်းကရန်ထောင်လိုက်သည်ချင်းအောင်တွင်သို့ဝင်ပြီးနောက်မှမြို့ပေးမှာတိတ်ဆိတ်စွာလဲလျောင်းအိတ်လိုက်ပြီးမြို့လက်ဖျားကလေးတွေကိုစုဆုပ်ထွေးယူလိုက်သည်ကဲပြောစမ်းညိုဘာဖြစ်ခဲ့လဲဆိုတာပြောစမ်းညိုလုံးဝမပြောပါ ရှိုက်တန်းကိုအတင်းထိန်ချုံထားသောကြောင့်တကူလုံးတုံရင်နေသည်မြို့မြေကြီးများကိုဇင်းမီတုပ်ပြီးတော့မြို့နှုတ်ခမ်းများတဆက်ဆက်တုံနေကြသည်ပြောလေမျိုးမြို့ကိုဘသူကဘာလုံးလိုက်သလဲမြို့မပြောပါဇင်းမီသည်ပင့်သက်ကိုတိုးတိတ်စွာရှိုက်လိုက်ပြီးမြို့ပါပြင်းနဲ့မိမိပါပြင်းကိုကတ်ထီလိုက်၏မျိုးမပြောခြင်းရဲ့တာကလေးနားထောင်တော့ဟိုးလွန်ခဲ့တဲ့၁၀နှစ်ကျော်လောက်တုန်းကငါဖြစ်ခဲ့တဲ့အဖြစ်တစ်ခုကိုပြောပြမယ် ်ဘသူကမှမပြောပြဘူးတဲ့ငါအဖြစ်ကိုနင့်ကိုပြောပြပါမယ်ဟုတ်ကဲ့ပါရှင်အပိုင်း9ကိုဒီမှာပဲရန်သားလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း10မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်